ပြင်ဆာနန္ဒီယကန်ကြီးတိုင်ရင်မြေမြို့ပြီးတော့အနစ်မရေမတွက်နိုင်အောင်ခန်းစားရတယ်လို့ပြောတော့တချို့ကလည်းမယုံကြည်ကြပါဘူး။ငရဲဆိုတာရောတကယ်ရှိလို့လားတဲ့။မျက်မှောက်ခေဘသူရောက်သွားတာမြင်ရလို့လဲတဲ့။ကက်သီးကက်ဖဲမေးကြပါရယ်။ဖះရှင်ကငရဲတရိတ်ဆန်ပိတ်တာအတူတကယ်လို့အနှိမ်ဆုံးအညံ့ဆုံးအစင်းရဲဆုံးဘဝလေးပုံကြောင့်တိတိတန်တန်ဟောခဲ့တဲ့ဥစ္စာပဲဗျာ။တရိတ်ဆန်ဘုံဘဝကိုကျုပ်တို့အနီးကပ်မြင်နေရတဲ့ဥစ္စာ။ပိတ်တာဘဝဆိုတာအယူတိမ်းပြီးသေဥစ္စာဆွဲတာမယဆွဲယာရုဂုံဌာနအဆွဲအလပအဆွဲဒေါသမောဟလောဘအဆွဲနဲ့တည်ပြီးတဲ့နောက် ပြုခဲ့ဘူးတဲ့အာကုတ္တကံနဲ့အသက်ထွက်ခံဒီအစွဲလန်းနေကြောင်းဘဝကူဘဝတက်မှာစိုးသွားရတဲ့ဘဝပါအဲ့ဒါဟာပိဋ္တာပုံသားဘဝပါပဲပိဋ္တာပုံသားဘဝမှာတရေတစေမင်းစာကြက်ဘလူဖုတ်ဘဝစုံလို့ပါပဲမမြင်ရလို့မယုံဘူးဆိုရင်လည်းမြင်ရသူတွေကတော့မြင်ကြရပါတယ်အတူရကယ်ကတော့ဘဝတစ်မျိုးစမ်းတင်နေပါတယ်နေဆံပြီးတော့ညခံညခံပြီးတော့နေဆံအပြစ်ရှိတဲ့တရဝါပါပဲလူဘဝတော့ငါကုသိုလ်စိတ်ကလေးအနေချင်းရှိခဲ့လေတော့တည်ဆုံးသွားတဲ့အခါအတူရကယ်ဘုံသားဘဝပရလောကဝိညာဉ်ဘဝကိုရောက်ရပေမဲ့လည်းဖုံးကံလေးနည်းနည်းရှိလေရာ နေကင်းမှာလူဘဝတိုင်းလောက်ကင်စားတော့ပျော်ရွှင်နေပြီးတော့နေဝင်တာနဲ့ဘဝဝတ်စင်းရဲကိုငရဲတော်မှာအလူးလဲအော်ဟစ်လို့အတိတ်ဘဝကအကုသိုလ်ဝတ်ကြွေးတွေကိုတညာလုံးခံစားကြရပါတယ်မိုးလင်းလို့ရှိရင်တော့လူပြည်လူဘဝကိုပြန်ရောက်လာတယ်လို့ဆိုပါတယ်အတူတကယ်များဟာလူနဲ့ဝေးရတောတောင်သမုတ်တရာပင်လယ်ကမ်းနာအနီးမှာနေကြတာလို့ဆိုပါတယ်တင်းမောပြက်လို့လမ်းမရောက်သွားသူတွေလေရင်ပြက်ကြလို့လမ်းလွဲရောက်သွားသူတွေတောဝင်ရင်လည်းမျက်စိလဲလမ်းမပြီးတော့ရောက်သွားသူတချို့ကိုရီးကြုံရရတာလည်းရှိပါတယ်ဘာသာရေးတရားဓမ္မအစုံမိတ်တွေကတော့ယုံကြည်လဲယုံမယုံကြည်လဲနေကိုယ်သဘောကိုဆောင်မှာ ှပဲဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မိဘကိုစော်ကားလိုက်တာကြောင့်မြေမျိုးခံရတဲ့တန်ငယ်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒီကောက်နာမည်ကတန်ငယ်တဲ့မာဒလာတော့မမင်းနဲ့ဗျခေါင်းချင်းရှင်ပြီးတော့တိုက်ရင်တော့သူများတကာကြီးပဲကွဲသွားတာကြီးပါပဲသူကလူမိုက်လေဗျအရက်တောက်တယ်ကြက်ဝိုင်းဖဲဝိုင်းဝင်မွေတယ်မကောင်းတဲ့မိမတွေလိုက်စားတယ်အမေမိုးဆိုးမကြီးကပဲဂရီပါပြုတ်ရောင်းပြီးတော့ဒင်းလေးကိုကျွေးမွေးပြုစုဆောင်ရှောက်သွားတာတားလေးတယောက်မလို့ချစ်လို့ငငယ်လေးတွေကအလိုလိုက်တယ်လိုချင်တာတွေဝယ်ပေးတယ်ကျွေးခဲ့မွေးခဲ့စင်ခဲ့တယ်အလိုလိုက်လုံးတော့အမိုက်စော်ကားတာပေါ့အမေစီကလိုချင်တဲ့ငွေတာ ောင်တောင်းလို့မရလို့ရှင်ခိုးတယ်ဗျာခိုးလို့မရလို့ရှင်ဒံဦးကစအကုန်လုံးရောင်းစပြစ်တာမူးလာလို့များဟင်းမကောင်းလို့ရှင်အမေအိုကြီးကိုဆဲရေးတိုင်းထွာပြီးတော့ထမင်းဟင်းတွေကိုပါအကုန်လွတ်ပြစ်ပောက်ခွဲပြစ်တာအမေအိုကြီးကမျက်ရည်နဲ့မျက်ခွက်ပါပဲအဲ့ဒီကြားထဲမှာရိုက်မှုလူမှုခိုးမှုတွေနဲ့ရန်ပြစ်လိုက်လို့ရှင်လည်းမလျော်နိုင်တော့ရှစ်ခိုးပြီးတော့လိုက်ပြီးတော့တောင်းမှန်ပေးရသေးတယ်တောင်းမှန်လိုက်လို့မရတော့ရင်လည်းထောင်ကျထောင်ဝလွတ်လာလို့များလိန်မာသွားပြီလားလို့မမှန်နဲ့လူမိုက်ပေါင်းစုံနဲ့ပူဖွဲ့ကြပြီးတော့ပူရန်ကစိုးသွမ်းလျက်ဒီကြားထဲတစ်ခါတစ်ခါမိမတွေကိုခေါ်လာသေးတယ်ဒင်းလို့စားတဲ့ကမိမမျိုးတွေပါပဲသူမိမပါဆိုပြီး ပြီးတော့ပဲပြုတ်ရောင်းကျွေးပြီးတော့ချွေးမတော်ထားရတာပေါ့ထမင်းဝအောင်ဝမ်းလာအောင်မှမကျွေးနိုင်တဲ့ဥစားဘယ်မိမ့်မနဲ့ကမြဲမှလဲဗျအိမ်ပေါ်မှာရံဖြစ်နပန်းလုံးတက်ကြပုတ်ကြအဲ့ဒါမေးလောက်တဲ့သူကအမြင်မတော်လို့ဝင်းဖြံပြေးပေးလို့ရှိရင်အမေပါရောပြီးတော့အရိုက်ခံရပြီးတော့ဓာချင်းချင်းခံရတယ်အပြင်လူတွေဝင်ဆွဲလို့လည်းမရပါဘူးဘယ်ဆွေမျိုးသားချင်းနေရာမှာလဲဝင်းမိမြစ်တာရက်ခံလို့မရဘူးဝင်ပါတဲ့လူကတော့ဓာစာဒုစာမိပြီပဲအဲ့ဒါနဲ့ပဲမိမ့်မလောက်တဲ့သူကကြောက်လို့ရောငက်လို့ရောစင်းပြေးရလေရောနောက်တော့မကြပါဘူးဘယ်ကဘလို့မြစ်တာမြလာလဲမသိပါဘူးလုံးကြီးပေါက်လာတော့ ပိမိန်တွယ်တွယ်တို့မနူးမနဲ့တို့တယောက်ပြီးတယောက်သူ့မယားဆိုပြီးခေါ်လာတာပဲသူ့မေကြီးဒေါ်ဂျိုးမလည်းရောက်ခမဝတ္တရားနဲ့ညီချွေးမကိုလောက်ကန်ကျွေးမွေးပါတယ်ဝတ္တရားမပြတ်ပါဘူးပဲပြုတ်တောင်းတောင်းနဲ့အရင်ပြုတ်ပြီးတော့အနွန်တာခံပြီးတော့လောက်ကန်ကျွေးမွေးရှာပါတယ်ဒါပေမဲ့လည်းစဉ်းစားကြည့်လေဗျာတန်ငယ်လိုကောင်းတဲ့ဘယ်မိမ့်မအမြဲမှာလဲရက်ပိုင်းမဲခံပြီးတော့ပြေးတာပါပဲဘာရော်ကြီးမလည်းမရရှာပါဘူးပားပြင်ပေါ်မှာလက်ဝါးရာတွေကြောကုန်းမှာလည်းလက်ငါးချောင်းရာတွေခြေသလုံးမှာလည်းတပြက်စီးရိုက်ရာနဲ့ထမိန်မနိုင်ပဝါမနိုင်နဲ့ပြေးရတာပါပဲအချက်မှမျက်စိကန်းနေတဲ့မိမ့်မတွေကလည်းမက်ကြော်ပေါ့ပြောရလို့ရှိရင်ဒီကောင်တန်ငယ်ကို လူတော်တော်များများတက်ချင်နေကြတာဗျာဒါမှမဟုတ်လည်းမတက်ရဲပါဘူးတက်ရဲတဲ့သူလည်းမရှိပါဘူးဒီလိုကောင်မျိုးတက်လို့ရှင်လည်းတက်သူသားထောင်ကြသွားမယ်ဒီကောင်ကအသေးပြတ်မှာမဟုတ်ဘူးကြည့်လေအရက်ဖိုးတောင်းမြလို့မေရဲ့ချွေးကန်အင်ကြီးကိုဆွဲလန်ဆုပ်ဖြဲလိုက်တာကုံရောအဲ့ဒါအရက်ဖိုးချံမထားရကောင်းလားဆိုပြီးတော့ဓာတ်နဲ့ခုံမလို့လောက်တာဒေါ်ဂျိုးမှကြောက်ပြီးတော့ပြေးရတယ်လေအဘွားကြီးရက်လိုက်နော်ပတ်စံဘာမှဝတ်ထားရလဲအခုပြောအေးမပြောဘူးမပေးဘူးဆိုလို့ရှင်ခမောင်းကိုဒီနေ့လက်ဖြတ်ပြမကြားလား ဲလိုអော်ပြီးတော့လိုက်တာအမေအိုကြီးခင်ဗျာတာရင်ခောက်ခောက်ကိုကြောက်လို့ဘုန်းကြီးចောင်းမော်တက်ပြေးပြီးပုတ်နေရတယ်အဲ့ဒါတောင်မှဘုန်းကြီးចောင်းဝါနေပြီးတော့ဓာချင်းကျိန်းနေသေးရမဆိုင်ဝင်မပါနဲ့နော်ကျုပ်ကဘုန်းကြီးတွေရောလူတွေရောတိတ်ကယူးဆိုင်တာမဟုတ်ဘူးအဖွားကြီး ခမားစင်းငယ်နော်အဲ့တုန်းကဥစဉ်မတ်ကြီးဆိုတာမနဲ့စိတ်ထင်းနေရတယ်ဆိုပဲဥစဉ်မတ်ကြီးဆိုတာကတခြားလူဟုတ်ယူလာပြာတချိန်တော့နာမည်ကြီးဓမြလူသက်သမားပဲဥစားလူ၃ယောက်တက်ဘူးတယ်နှစ်ယောက်ကတစ္ဆာဖောက်တဲ့သူ့တပည့်တွေပြာတယောက်ကသူ့ရဲ့ရန်ဘက်ရန်သူတော်တဲ့ထောင်လဲအိမ်ဦးနဲ့ကြမ်းမြင်လို့နေခဲ့တဲ့သူပဲချွတ်ချိန်တန်းတော့လဲကြည်ပြာထောင်ကလဲထွက်ရောဘုံကြီးတစ်ပါးနဲ့တွေ့တယ်တဲ့ဘုံကြီးကသူ့ကိုမေးတယ်ဆိုပဲတကကြီးဘလောက်မိုက်ခဲတော့လူ၃ယောက်တိတိကိုတက်ဖြတ်ခဲ့ပြီးပါပြီကိုတော့နောက်ထပ်တက်ရဲသေးလား လိုအပ်လို့ရှိရင်တော့တက်ရမှာပဲကိုရောဘလို့လူစားမျိုးကိုတက်ရတယ်လဲပြောပါကွယ်တက်တဲ့ရင်တော့ဘလို့လူစားပဲဖြစ်ဖြစ်လက်မနေပါဘူးကိုရောဒါဆိုအဖေကိုတက်ရလားဗျာဖြေပါတကကြီးရဲ့အဖေကတကကြီးပေါ်မှာစိုးခဲ့ရင်ပေါ့ อเฟ่อยู่ดกายตัดเยล่ะไม่ตัดเยบ่าวเผียดาဖြင့်အမေကိုရောတက်ရဲလာဟာကိုရောကလည်းဘဲတက်ရဲပါမလဲဗျာဘာလို့မတက်ရဲရလဲကွယ်အဝီစီးကိုရောက်သွားမှာပေါ့ဗျာဒါတော့နားလေသားပဲကွယ်ဒါဆိုလို့ရှိရင်ကိုကိုကိုရောတက်ရဲလာကွယ်ဘဲတက်ရဲပါမလဲဗျာဘာလို့လဲကွယ်ကိုတက်တော့ကိုနှမျောတာပေါ့ဗျာဒါပါပဲတကကြီးရဲ့လူတိုင်းတရဝါတိုင်းဟာကိုအသက်ကိုကိုနှမျောကြတယ်ကွယ် လောဘဒေါသမောဟအဝိဇ္ဇာတရားတွေကြောင့်သာသူ့အသက်ကိုရရဲ့ဆက်ဆက်တတ်နေကြတာကွယ်သူများထက်ပိုမိုက်လို့ရှိရင် ကိုယ့်အသက်ကိုတတ်ပြလိုက်ပါငါကွမတ်ကြီးကွဒီမှာကြည့်ဟေ့ဆိုပြီးတော့လူပုံလယ်မှာကိုယ့်ကိုယ်ကိုတတ်တည်ပြလိုက်စမ်းပါကွယ်မိုက်ရဲလားတည်ရဲလားမတည်ရဲပါဘူးဖေဟာမိမိတောင်အသက်ရှင်ကျင်လို့ရှိရင် သူများလည်းအသက်ရှင်ကျင်မှာပဲလေကွယ် အသက်ရှင်ခွင့်ရတဲ့အခွင့်အရေးဟာလူဘဝမှာတစ်ချိန်ပဲရမယ်တခါကြီးတစ်ချိန်ရတဲ့အခွင့်အရေးကိုလက်လွတ်မခံမဲနဲ့အများအကျိုးဘာသာအကျိုးသာသနာအကျိုးဆောင်ရွက်ပြီးတော့အသက်လပြလိုက်စမ်းပါကွယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ကိုယ့်အကျိုးအတွက်တမာအာဇီဝနဲ့လောက်ကင်ပြီးတော့ဒါနသီလဘာဝနာနဲ့အတိရဲပြလိုက်စမ်းပါကွယ်တခါကြီးရဲ့လူဆိုတာအသက်ရှင်နေတော့မြင့်မြတ်ဖို့လိုသလိုတည်သွားရင်လည်းမြင့်မြတ်တဲ့ဂုံတိတ်ခါနဲ့တည်သွားမှဘဝကူးကောင်းတယ်တခါကြီးရဲ့တခါကြီးကလူမိုက်ကြီးနာမည်ကြီးလူသက်သမ ာကြီးဒါပေမဲ့အဖေကိုမတက်ရဲဘူးအမေကိုမတက်ရဲဘူးယဟန်တန်ကောင်မစော်ကားမပစ်မရဲဘူးနှမကိုနှမမှန်အမကိုအမမှန်တိလို့မစော်ကားရဲဘူးပြီးတော့ကိုကိုကိုလည်းတတ်မသိရဲဘူးအဲ့ဒီအတ္တိတရားရှိနေတာလည်းဒကာကြီးမှလူတ္တိတရားရှိနေတော့မဲ့လေကွယ်နတ်ပြည်မြမပြည်နဲ့နတ်ရွာနိဗ္ဗာန်ကို ခြေချလို့ရသေးတယ်ကွယ်ကြိုက်ရလန်းကိုရွေးကွယ် အချိန်မီသေးတယ်။ကိုင်းကိုင်းကိုင်းတကကြီးသွားလို့ရပါပြီ။အဲ့ဒီယဟန်ဟိုကြီးထံကနေထူးခြားတဲ့ဒသနတရားကိုကြားနာရပြီးနောက်ပိုင်းမှာတော့လူမိုက်ဥမတ်ကြီးဟာအမဲဆောင်နေကြဓမြောင်နဲ့လက်နက်ပုံးတွေကိုဆွတ်လွတ်ပြီးတော့သင်ငန်းတစုံဝယ်လို့ယဟန်ဟိုကြီးရှိရာဘုန်းကြီးเจ้าကိုလာခဲ့လိုက်ပါတယ်။အခုဆိုဦးစင်းမတ်ကြီးဒီเจ้าမှာယဟန်ဝါ၅ဝါရခဲ့ပါပြီ။အခုသားစုသားနဲ့မကြခဏလိုက်၍เจ้าပေါ်မှာအာဂုတကြီးပြည့်တက်လာတဲ့ဒေါ်ချိုးမကိုအကာအကွယ်ပေးနေရပါတယ်။ယဟန်ဝတ်သင်ငန်းဝတ်နဲ့မဟုတ်ဘဲနဲ့ဟိုရုံးကလို့စိတ်မျိုးလူဝတ်မျိုးနဲ့ က်ဆိုရင်တော့တန်ငဲဆိုတဲ့အစာတသက်လက်တဲ့ခေါင်းတခြားကိုတခြားဖြစ်သွားခဲ့တာကြာပြီပေါ့ကွယ်အခုတော့တရားနဲ့ပြေသိမ့်နေရတယ်ကိုပြုခဲ့တဲ့ကံကျိုးဆက်တွေကတနည်းနည်းနဲ့ပေးဆက်ရတဲ့ပြစ်စုံပံဝစ်ကြွေးတွေဖြစ်တယ်ဒေါ်ကျိုးမကလည်းဘဝကံဝစ်ကြွေးတွေကိုဆက်နေရရှာပါတယ်အရင်ဘလောက်ရှိခဲ့တယ်မသိအတူကများလွန်းလာတယ်လို့ထင်ပါရဲ့ဆရာတော်ဥပုပ်ကမိဖုရားကြီးနမ်မတော်မေနုကိုမိန်တယ်လို့မေနုဝစ်ကြွေးရှိလို့ရှိရင်ကြေအောင်ဆက်ကွယ်မေနု ဝေကျွေးရှင်ကြည်အောင်ဆက်ဟုဆိုရွေးမှတပါအခြားပြောစရာလည်းရှိမနေပါဘူးတို့ပဲမဲ့လည်းဒီလိုလဲမဆိုရက်ပါဘူးတကယ်မဤတော်ကျိုးဖះတီလာရှင်ဝတ်လိုက်ပါလားကွယ်ရှင်တီလာရှင်ဝတ်လိုက်လို့ရှင်တကယ်မဤဒီဝတ်ဒုက္ခဆင်းရဲကနေကြွေကုံလူလူဖြစ်ပြီးတော့လွတ်မြောက်သွားလိမ့်မယ်ကွယ်တပည့်တော်မှာစဉ်စဉ်းစားပြရစီအောင်ဖះစဉ်းစားစဉ်းစားကွယ်တန်ရောစဉ်တန်ရောစဉ် ရင်နဲ့လွယ်ပြီးတော့မီးအားကောင်းခဲ့တဲ့တန်ရောစင်မီးကိုကွယ်ဒါဆိုတားမိုက်နဲ့ဝေးဝေးကိုမသွားကျင်သေးဘူးပဲသူ့လှုပ်စာမစားရပါပဲဒီတားမိုက်လေးသူတပားလက်ချက်နဲ့တခုခုဖြစ်မှာကိုစိုးရိမ်နေသေးပဲဒါကြောင့်ပဲပဲပြုတ်တဲ့မုတ်ဆိုးမကြီးဒေါ်ဂျိုးမထမိန်ရင်ရှားနဲ့တန်ရောစင်အထက်စင်ဟာတင်းနေသေးပါပဲတန်ခဲဘာတော့ငက်ကြီးမင်းမင်းမေအိုကြီးကိုဓာတ်နဲ့မလိုက်ပါနဲ့လားတန်ခဲရမင်းမသိဘူးငက်ကြီးဟာဒီဘွားကြီးမှာဈေးရောင်းလို့ရတဲ့ပတ်စံတွေရှိတယ်ကွာ မင်းစဉ်းစားကြည့်လေငက်ကြီးရဘုံကြီးเจ้าကိုကြတော့ငါပြောသည်တဖီသွားဝယ်ပို့ဖို့ဩဇာသည်ငါလုံးဝယ်ပို့ဖို့သူ့မှာပတ်စံရှိတယ်ကွာငါအရက်ဖိုးလေးတရာနေရာကြတော့မရှိဘူးကြီးပဲပြောနေရဒါသူ့ဘဝနောက်တန်နေရာအတွက်ဖဲ့လုံနေရတာလေတန်ခဲရဟဲ့အောင်ငက်ကြီးဟဲ့အောင်မင်းကဘုံကြီးလုံးမလားငါနဲ့တူရက်တော့မလား တန်ခဲ့ရတငယ်ချင်းကလည်းမင်းနဲ့ငါပေါင်းသိမ်းလာတဲ့ကြာနေရွဲလေကွာမင်းလဲလူမိုက်ငါလဲလူမိုက်ပဲမင်းလဲထောင်ထွက်ငါလဲထောင်ထွက်ပဲမင်းလဲလူတက်ဖို့ဝင်မလေးတယ်လို့ငါလဲလူတက်ဖို့တော့ဝင်မလေးပါဘူးကွာဒါပေမဲ့တန်ခဲ့ရမွေးသမီးခင်အမေအရင်ခောက်ခောက်ကိုအရက်ဖိုးမရလို့ဓာနဲ့လိုက်တယ်ဆိုတာကတော့တော်တော်လေးကိုမတ်ရိုင်းဆုပ်ပဲ့တဲ့လို့ကွာမင်းကမလုပ်ရဲဘူးပေါ့ဟုတ်လားငါအပြင်မှာမတ်ရိုင်းရင်မတ်ရိုင်းမယ်အေးဒါပေမဲ့ငါရဲ့အဖေအမေကိုတော့ငါမင်းလိုမျိုးသဘောမထားရဲဘူးကွာလုံးပေါင်းပညာရှိရဲ့ အဲ့လိုလို့တော့ဘာဖြစ်မှာမလို့လဲတန်ခဲကအရက်ခွက်ကိုကောက်ကင်လိုက်ရင်လည်းခက်ထိတိမေးလိုက်ပါတယ်အမေကိုစော်ကားလို့ရှိရင်ပင်စာနန္ဒီယကန်ထိုက်ရောကွာပင်စာနန္ဒီယကန်ဆိုတာဘာလဲကွာဖွင့်ဆိုစမ်းမအောင်ចောင်းတကာကြီးอ่ะဟမ်အေးမြတ်စွာဘုရားရှင်ရဟန်းနာရဲ့အမေအဖေရဲ့ကိုကိုတိလေးရောက်ပြစ်မစော်ကားလို့ရှိရင် တန်ကာကိုသင်းကွဲအောင်လုပ်လို့ရှိရင်ကန်ကြီးထိုက်ရောကွာအဲ့ဒီကန်ကြီးထိုက်လို့ရှိရင်အဝေစီငရဲကိုကြပြီးတော့နောင်ပွဲ့မဲ့ဖျားရှင်တော်ဖူးမြော်ခွင့်မရတော့ဘူးကွာငရဲကြတဲ့လူတွေမြေမြိုတဲ့လူတွေမင်းမြင်ဘူးလို့လားကွာလှုပ်ပါအောင်ဒေဝရက်ကဖျားရှင်ကိုပြစ်မဆော်ကားမိလို့ယဟန်တန်ကာကိုသင်းကွဲအောင်လုပ်လို့ကန်ကြီးထိုက်ပြီးတော့မြေမြိုတယ်ကွာ စိန်စမာနမိန်းမဖះအောင်ရဲ့ရောက်ခမတော်တုတ်ပဗုဒ္ဓအရှင်သာလိပုတ္တရာမထေရဲ့ဦးခေါင်းကိုရိုက်နှက်ခဲ့တဲ့နန္ဒဘလူဩပလဝနာထေရီကိုမေထုံမီတဲ့နန္ဒကလူလင်တို့လည်းဖះရှင်ဂေါတမလက်ထက်မှာမြေမြိုခံရတာပဲကွာအဇာတသက်သေးပြီးတဲ့နောက်မှာအဝိဇိငရဲကိုကြားတယ် အဝေစီငရဲကိုမကြခင်မှာလဲသူ့ရဲ့သားသူ့ကိုပြန်တက်ခဲ့တာကွာသူ့သားကိုလဲသူ့ရဲ့မြေကပြန်တက်ခဲ့ပြန်တယ်ဆိုလိုတာကဘဝတန်နေရငရဲကိုမကြခင်လောကဝတ်မှာပဲအဲ့ဒီပြင်စာနန္ဒီယကံဝတ်ကြွေကိုလက်ငင်းခံစားရတယ်ကွာဒါတွေကငါတက်လို့မင်းကိုဆရာလုံနေရမဟုတ်ဘူးကွာဦးစင်းမတ်ကြီးပြောပြလို့ငါကမင်းကိုပြန်ပြောပြရတာမင်းဒီလိုသားအမေကိုနှိမ့်ဆက်ကလူပြုတ်နေလို့ရှင်တနေ့မြေမျိုးခံရလိမ့်မယ်တန်ခေရမြေမျိုးလိမ့်မယ်ဟာလား ရေရတယ်ကွာရာဇဝင်တွေထဲမှာဗုဒ္ဓဝင်တွေထဲမှာရှိကြရှိမယ်ကွာငါတို့ကမမြင်ရဘူးလေကွာဒီမှာငက်ကြီးဟောဒီပစ္စုပန်မှာမြေမျိုးတဲ့ကောင်ဘယ်နှကောင်ရှိလဲမင်းပြောစမ်းရအောင်အေးဘယ်မျိုးဘယ်နေရာမှာဘသူကဘယ်ချိန်တုန်းကမြေမျိုးပြီးတည်ခဲ့လို့လဲ ြောလေကွာအေးအောင်ပြောပြောပြောစမ်းမတန်ခဲ့မင်းနဲ့ငါလူမိုက်ဖြစ်ပေမဲ့မင်းတော့ငါမမိုက်ရအောင်ကွာငါဘယ်ဘွားပဲရောက်ရောက်ငါအမေကိုငါဖေကိုငါမစော်ကားဘူးမကောင်းမှုဒုစရိုက်လုပ်နေခြင်းလုပ်နေမယ်အေးငါအမေကိုငါနေတိုင်းအိယာဝင်တိုင်းရီမှန်းပြီးကြောတဲ့ကောင်ကွာမင်းလိုမျိုးအဝေးစီသွားမဲ့လူမျိုးနဲ့ဆက်ပေါင်းနေလို့ရှိရင်ငါဘာတနေ့ကျရင်ငရဲမိအပူဟက်ခံနေရမယ်မင်းနဲ့ငါဒီနေ့ကစပြီးလမ်းခွဲဆိုကွာရတယ်ကုလူတန်ခဲကတော့ငရဲလည်းမယုံဘူးကွာမြေမျိုးမှလည်းမကြောက်ဘူးအဝေးစီတဲ့နဲ့တဲ့ပူတဲ့နေရာရှိလို့ရှိရင်အငားကားနဲ့သွားကြည့်လိုက်ချင်သေးတယ်ကွာ တနေ့မနက်ဒေါ်ဂျိုးမှပဲပြုတ်ရောင်းပြီးတော့ပြန်လာဘုံကြီးကျောင်းတွက်မချစ်စုတည့်ရသည့်သုံးလုံးဝယ်လာခဲ့လိုက်ပြီးတော့အိမ်ကိုဝင်ခဲ့လိုက်ပါတယ်အဲ့ဒီမှာပဲမူးရစ်နေတဲ့တန်ငယ်ကအသင်စီးကြိုပြီးတော့အဘွားကြီးဘာရောလူလေးလူလေးနေရောကောင်းရဲ့လားအဲ့ဒါခမားလုံးမဟုတ်ပါဘူးဗျာထုံးစံတိုင်းကြုတ်ကိုအရက်ဖိုးမြင်မြန်ပေးစမ်းပါ ဒေါ်ကျိုးမှပဲပြုတ်တောင်းလေးကိုချလိုက်ပြီးတော့ဘန်းတွေကငွေဆက်ကိုချုပ်ကိုရေတွက်လို့ပေးရင်ပြင်လိုက်စင်ပါပဲပေးစမ်းပါဗျာအကုန်လုံးပေးစမ်းပါဟဲ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 တာမနေ့ပြန်ရင်းမို့တော့ဒါတွေကြုံနားမလဲဘူးဗျာကြုံရက်တော့မလို့ဗျာအမေ ဟိုတရက်သီးသုံးလုံးကကျုပ်ဖို့လာဗျာတန်ခဲကဈေးဘက်နဲ့တရက်သီးသုံးလုံးကိုမြင်သွားပြီးတော့လမ်းယူမလို့အလုံးမှာတော့အမေကြီးကဈေးဘက်တောင်းကိုရွှေ့လိုက်ပြီးတော့မလုံပါနဲ့သားလေးရဲ့ဒါဆရာတော်ဦးစင်မတ်ကြီးကို လူတန်းမှုအတွက်အမေဝယ်လာတာပါသားလေးရဲ့အောင်မာခမရရေကြီးခွင်ကျဲလှုပ်လို့ဗျာဦးမတ်ကြီးကိုများခမရလူမလို့တဲ့ဖီး ီးခမားနဲ့မတ်ကြီးနဲ့ကအိုးတာတာတာလူလေးအဲ့လိုမပြောကောင်းလေလူလေးရဲ့ပေးအိတ်တဲ့ဒီတုံလုံးကျုပ်ကိုမမလောက်ပါနဲ့သားလေးရဲ့အမေတောင်းပန်ပါတယ်သားလေးရဲ့ဟိုပတ်စံလိုချင်လို့ရှိရင်ဒါအကုန်ယူသွားလိုက်ပါနော်ဟိုရဟန်းတန်ကအတွက်ရည်စူးထားတော့မလောက်ပါနဲ့သားလေးရဲ့နော်နော်အာမရဘူးဖွားကြီးဟာကဲဟာတန်ကြီးကပြောရင်းရနေတရက်သီးတွေကိုလမ်းယူဖို့အလို့အမေကြီးဒေါ်ဂျိုးမကလည်းတရက်သီးသုံးလုံးပဲပြုတ်ခံအဝတ်နဲ့ပိုက်လိုက်ပြီးတော့ကြောင်းရှိရာကိုအပြေးခမားကြီးကကျုပ်ကိုစမ်းနေပေါ့ဟလားဟမ်ကျုပ်ကိုမတတားဘူးပေါ့ဟလား သူ့မြောက်ကိုတရားတယ်ပေါ့အေးခမရသေဟိုးသာပြင်ထားတော့ဗျာအမလေးလှုပ်ကြပါဦးရှင်အမလေးလှုပ်ကြပါဦးရှင်တာတာအမေလေးတာရဲ့အဘွားကြီးခမရရက်နော်ခမရမပြင်းနဲ့နော်တန်ခဲကဝရင်တို့တချောင်းကိုကင်ပြီးတော့ဒရင်တရိုင်မှုမှုနဲ့ပြေးလိုက်လာခဲ့ပါတယ် ဒေါ်ဂျိုးမလည်းတရသီးတုတ်လေးကိုပိုက်လိုက်ပြီးတော့ရှေ့ကနေပြေးတန်ခဲကလည်းဝရင်တုတ်ကြီးမြောက်ပြီးတော့အော်ဟစ်ကကျုံးဝါလိုက်ပြီးတော့နောက်ကနေပြေးလိုက်နေပါတယ်ရွာတွေကလူတွေကမြင်ကြပေမဲ့လည်းတန်ခဲကိုကြောက်တာကြောင့်ဘသူကမှလည်းဝင်ပြီးမတားရဲကြပါဘူးမပြောမဆိုရဲကြပါဘူးအမေကြီးကလည်းဟိုကွေ့ဒီရှောင်းနဲ့တားလို့သူကိုတောင်းမှန်ပြီးတော့အထုပ်လေးပိုက်လို့ပြေးနေရပါလူလန်းလည်းမမြင်တော့တာကြောင့်မလို့အမိုက်ပုံဟောင်းကြီးတစ်ခုပေးမှအသားလေးဝင်ပြီးတော့ကတ်လိုက်ပါတယ်အဘွားကြီးအဘွားကြီးခမရပါမလဲကျုပ်ကိုတရသီးပိစမ်းဗျာခမရတွေ့ရင်တော့အဖေပဲအာဒီအဘွားကြီးရော ဟာဘာကွာအဖွားကြီးအရင်မှာပဲတန်ခေးကဝရင်တို့ကြီးမြောက်ဝေယမ်းလိုက်ပြီးတော့အမိုက်ပုံကိုလက်ပတ်အရှာဝုံးကနေဆိုပြီးတော့ပြုတ်ကြတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်။အရင်တန်ကိုလည်းကြားရောဒေါ်ဂျိုးမတ်တယောက်ကတားစောနဲ့ပြန်လဲရှာကြည့်လိုက်တဲ့အခါမှာတော့အမိုက်ပုံအဟောင်းကြီးကနေမြေကြီးကျွန်ကျပြီးတော့ဟိုးအောက်ကိုပြုတ်ကြသွားခဲ့တာပါ။ငုံကြည့်လိုက်တော့ကျင်းရဲ့အနက်ကလည်းလူလက်ခုပ်တစ်ဖောင်ကျော်ကျော်ပါ။ ဒါဒါလူလေလူလေအာအာမလေးကဲပါဦးဗျာအာကျွန်တော်ကဲကြပါဦးဗျာအာကျွန်တော်ကဲကြပါဦးဗျာလူလေလူလေလာကြပါဦးရှင်ဒီမှာကျမသားမြေကြီးချင်းတွေကိုကြာပါလို့ကဲကြပါဦးရှင်ကျမသားကိုလာပြီးတော့ကဲပေးကြပါဦး ဲ့ဒီမှာပဲလမ်းသွာလမ်းလာတွေရောနွားကြောင်းသားတွေရောစွန့်ခန့်ကြွသူကိုရင်ရဟန်းတွေရောဝိုင်းပြီးတော့လာကြည့်ကြတဲ့အခါမှာတော့ကျင်းကြီးထဲမှာငေတံပအောင်អော်နေတဲ့တန်ငယ်ကိုတွေ့ကြရပါတယ်။တိတ်မကြခင်မှာပဲတန်ငယ်ရဲ့អော်ဟစ်တန်တွေကလည်းញိန်ကျသွားခဲ့ပါပြီ။မြေကြီးနဲ့အမိုက်တွေပြိုကျတာကလည်းရက်သွားခဲ့ပါပြီ။ဒေါ်ကျိုးမကလည်းတားရဲ့ဇောနဲ့ဗရာမြေလူဖြစ်နေခဲ့ပါပြီ။အဲ့ဒီမှာပဲငတ်ကြီးနဲ့လူရဲတချို့ကရောက်လာပြီးတော့ကျင်းထဲကိုကျိုးနေစဉ်ပြိနေတဲ့အမိုက်တရိုက်တွေနဲ့မြေဆွေးတွေကိုဖယ်ရှားလိုက်ပါတယ်။တန်ငယ်ရဲ့ဖြစ်ရင်ကိုမြေဝါးထင်နေမြင်လဲရပြီးတော့အလုံးကသွေးပြက်လွတ်လွတ်တုံလုံးသွားခဲ့ပါတယ်။တန်ငယ်က မောက်လျက်ပြော့ခွေပြီးတော့သူ့ဝမ်းပိုက်အောက်ကနေခြုံမြနေတဲ့တန်ချောင်းပိုက်ဆွေးတစ်ခုဟာတန်ငယ်ရဲ့ဝမ်းပိုက်ကိုထုတ်ချင်းပေါက်ပြီးတော့ကြောကုန်းကနေတထွာကြော်ကြော်ထိကိုပေါက်ထွက်နေခဲ့တာပါငကြီးတို့အုပ်စုကလည်းတန်ငယ်ရဲ့ကိုလုံးကိုတစိုးထိုးသလိုဖြစ်နေတဲ့တန်ချောင်းကနေဆွဲမယူလိုက်တဲ့အခါမှာတော့တန်ငယ်ရဲ့တကူလုံးကမီးခဲလိုပူနေပြီးတော့ကြကြတော့မကင်လိုက်ကြရပါဘူးနောက်ဆုံးကျိုးနဲ့ချီပြီးတော့အပေါ်ကိုဆွဲတင်လိုက်ရပါတယ်အပေါ်ကိုရောက်တဲ့အခါမှာတော့တန်ငယ်ရဲ့တကူလုံးကထူးဆန်းစွာမဲနှက်လို့နေပါတယ်ဒေါ်ကျိုးမလည်းတားရဲ့အဖြစ်ဆိုးကိုကြည်ပြီးတော့နေရာမှာတင်တားဆိုပြီးတော့အော်ရင်နဲ့သတိလစ်သွားခဲ့ပါတယ် သူမရဲ့အနီးနားမှာတာဆူတာမရဲ့မဲနဲ့နဲ့ရုပ်လောင်းနဲ့တည့်ရသည်သုံးလုံးဟာပြန်ကျဲလို့နေခဲ့ပါတယ်။ဇလန်လေးကတော့ဒီမာရီမဲပြီးဆုံးသွားခဲ့ပါပြီဗျ။ယခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးသူမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့အဝေးစီသွားသူနောက်တိုးစီးရင်ဝင်တူဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျ။မူရင်းရေးသားသူကိုလေးစားလေးရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။